မင်္ဂလာပါတော့ဖုန် channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော် knowledge sharing အနေနဲ့ဖပြမယ့်စာအုပ်လေးကပြည်ပမှာရှိတဲ့တငယ်ချင်းတွေအတွက်အင်မတန်အကျိုးကျေးဇူးရှိတဲ့စာအုပ်လေးပဲဖြစ်ပါတယ်နိုင်ငံရဲ့ချားမှာအလုပ်လုပ်နေကြတဲ့လူငယ်လူရွယ်တွေအရဆိုရင်နိုင်ငံရဲ့ချားမှာအလုပ်လုပ်ပြီးမိသားစုတွေစီကိုငွေအများကြီးပြန်ပို့ပေးနိုင်နေဆိုပေမဲ့ဒီပတ်စံတွေကအလုပ်ချိန်အကြာကြီးကိုပင်ပင်ပန်းပန်းလုပ်ကြပြီးမှရလာကြတာပါပြီးတော့လေ တိုင်းပြည်နိုင်ငံမှာအနေနဲ့ကင်းကင်းအလုပ်လုပ်နိုင်မှုအတွက်ထင်းထင်းပေါ်ပေါ်သွားလာတဲ့ပတ်တာတွေမလုပ်နိုင်ကြပါဘူး။ဒါကြောင့်မို့လို့သူတို့ရဲ့စိတ်တွင်ထဲမှာငါတို့ဘွားကဒီလောက်နဲ့ပဲပြီးသွားပြီလားဆိုတဲ့အတွေ့အမျိုးတွေရှိနေကြပါတယ်။ဒါပေမဲ့အခုလိုနိုင်ငံရဲ့ချာမှာညှို့ညှို့ငယ်ငယ်နဲ့အလုပ်လုပ်နိုင်ကြရပါမယ်။ဘဝကဒီလောက်နဲ့တင်ပြီးမသွားပါဘူးဆိုတော့ကိုတကယ်ကြီးတို့အနေနဲ့ယုံကြည်လက်ခံပြီးတော့ motivation တွေရလာလိုက်မယ်။စိတ်ခွန်အားတွေဖြစ်လာစေမယ့်စာအုပ်ကောင်းတော်အုပ်ဖြစ်တဲ့ Bigami Doctor Ju ဆိုတဲ့စာအုပ်ကို ကျွန်တော်က knowledge sharing လုပ်ပေးမှာဖြစ်ပါတယ်။ဒီစာအုပ်ကိုနားထောင်ပြီးလို့တငယ်ချင်းတို့အတွက်အကျိုးတစုံတရာကျင့်သိပေါင်းရရှိမယ်လို့ကျွန်တော်ရဲရဲကြီးအားမခံပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းပြည်ပနိုင်ငံမှာအလုပ်လုပ်နေတဲ့လူတစ်ယောက်မလို့ဒီစာအုပ်လေးကိုအရန်ကို နှစ်သက်ပါတယ်။ဒီစာအုပ်တွေကအကြောင်းအရာလေးကတော့နိုင်ငံရဲ့အကြောင်းမှာအထောက်ထားမဲ့လေယာဉ်လုတ်သားတစ်ယောက်အဖြစ်လုပ်ကိုင်ခဲ့ရကနေကမ္ဘာထိပ်တန်းအာယုံကျောဖွဲ့စည်းဆရာဝန်တစ်ယောက်ဖြစ်လာခဲ့တဲ့ Everyto Kinones Inohosa ဆိုတဲ့ လူတစ်ယောက်ရဲ့အကြောင်းရင်ဖြစ်ရမှန်ဘဝစัจကြောင်းကိုရေးသားထားတာဖြစ်ပါတယ်။ကြည့်ဒါဆိုရင်ကျွန်တော်တို့ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်။အခန်း၁ဒေါက်တာကျူရဲ့ဘဝအစနောက်တစ်ချိန်မှာဒေါက်တာကျူလို့နာမည်ကျော်ကြားလာမယ်။ Alfredo Quiñones Inohosa ဆိုတဲ့အညာတရကောင်လေးကိုမက္ကစီကိုနိုင်ငံမက္ကစီကလီမြို့ရဲ့ဖုံးထူးထူးဒီဇယ်နဲ့နေကြတဲ့ကမြို့စုံနေရာလေးမှာမွေးဖွားခဲ့ပါတယ်။သူမိသားစုပိုင်တဲ့အိမ်ကလည်းအိမ်လို့တောင်မဆိုတာပဲတက်သားအတူအဆ တံများပပနဲ့ရွှွန့်ကြံခြင်းပဲရှိတဲ့ဇရက်တာတာနာခုစရာလေးတခုပါအဲ့ဒီအိမ်လေးမှာရေနဲ့လျက်စစ်မီမရှိသလိုအရာကတ်ရေလိုလည်းရှိပုံမပေါ်ပါဘူးဒါပေမဲ့အဲ့ဒီလိုရိုင်နေတဲ့နယံနေနဲ့စောင့်လုထားတဲ့နာခူရလီထဲမှာချစ်ချင်းမြတ်တာဒီနဲ့လွှမ်းခြုံလာပြီးအင်မတန်လှုပ်ကြိုးစားတဲ့အဖရီတိုတို့မိသားစုလေးနေထိုင်ပါတယ်အဖရီတိုတို့ရဲ့မိဘနှစ်ပါးကကြီးမားချက်ကြီးကြီးထားပြီးကြီးပြင်းလာကြသူတွေဖြစ်ပါတယ်သူ့ဖေဟာဆိုရင် တချိန်ကတသနိကဗေဒကိုလေးလာခဲ့တယ်လို့စကားကိုယုံကြည်ချက်ခိုင်ခိုင်မာမာနဲ့ပြောဆိုတတ်တဲ့အလားအလာရှိတဲ့ចောင်းသားတယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့မက္ကစီကိုရဲ့ကျေးလက်ဒေသတွေမှာငွေမရှိရင်ရီမန်းချက်ကြီးကြီးရှိလဲအလကားပါပဲ။ဒီလိုနဲ့သူဖခင်ကမိသားစုကိုကျူးမွေးစောက်ရှောက်ဖို့အတွက်ပညာရေးကိုဆွန့်လွတ်ခဲ့ရပြီးတော့ဒီအမွေကိုတားဖြစ်သူထံလက်ဆင့်ကပ်ပေးခဲ့ပါတယ်။ပြီးခင်ဖြစ်သူကတော့ဘာသာတရားကိုအလွန်ကန့်ဆိုင်တာကြောင့် ဘဝကမမျှတဘူးဆိုရင်တော့မှနတ်ဘုရားတွေကိုမပစ်မှာဘူးပို့ပြီးဆုတောင်းဖို့နဲ့အလုတ်ကြိုးစားဖို့တားဖြစ်သူကိုအမြင်ဆုံးမခဲ့ပါတယ်အဖရီတိုလီက အသက်6နှစ်သားအရွယ်မှာတော့ဖခင်နဲ့အတူတူအလုတ်လိုက်လုပ်နေပါပြီသူတို့သားဖကလေဝင်းထဲမှာအလုတ်သမားတွေကိုအသားညက်ပေါင်ဖို့ဆိုတာနဲ့အစာပြေမုတ်လေးတွေရောင်းပါတယ်ဈေးရောင်းရင်းနဲ့အဖရီတိုတယောက်ဈေးကိုစွတ်တွန်းရောင်းပြီးဈေးစင်နီနဲ့ လူအကဲခန့်နီတွေကိုမျက်မျက်ဆန်းဆန်းပဲတက်မြောက်ခဲ့ပါတယ်။စားလောင်နေတဲ့အချိန်မှာပြောင်းလဲသွားတဲ့လူတယောက်ရဲ့မျက်နှာအမူအရာနဲ့လူတွေကတခုခုနဲ့ပတ်သက်ပြီးအလင်းစလိုဖြစ်နေပြီဆိုရင်တခြားအရာတွေကိုသိပြီးအလေးမထားတော့ဘူးဆိုတဲ့အချက်တွေကိုတောင်းတလူတွေသတိမထားမိပေမဲ့သူကတော့သတိထားမိခဲ့ပါတယ်။အဲ့ဒီအချက်တွေပြင်သူစိတ်ထဲမှာစနိုးစနောက်ဖြစ်နေတဲ့အချက်တစ်ချက်ရှိပါသေးတယ်။အဲ့ဒါကတော့ လူတယောက်ဘဝဆိုတာဒီတက်ပို့ပြီးတော့ကြီးကျယ်မြင့်မြတ်နိုင်သေးတယ်ဆိုတဲ့ခံစားချက်ပါဒါပေမဲ့ဘဝရဲ့စိတ်ကူးအိမ်မက်တွေကိုအလကားပါကွာမဖြစ်နိုင်ဘူးလို့ခံယူထားတဲ့သူမျိုးနေရာဒေသမှာအဲ့ဒီခံစားချက်ကအတော်လေးကိုအနေရများတယ်လို့ပြောရပါလိမ့်မယ်ကြောင်းတက်ရတဲ့အရွယ်ရောက်လာတော့လေသူအနေနဲ့ကြောင်းစာကိုကောင်းကောင်းလိုက်နိုင်ပေမဲ့မိသားစုကဆင်းရဲနှွားပါမှုဆိုတဲ့နှုံနှဲကရုံးမထွက်နိုင်သေးတာကြောင့်ကြောင်းသုံးပစ္စည်းတွေမပြည့်စုံသလို့ ဖနက်အဆုပ်လေးနဲ့ကြောင်းတက်ခဲ့ရပါတယ်။ပဝင်းကျင်မှာတခြားမိသားစုတွေကတဖြည်းဖြည်းပို့ပြီးအဆင်ပြေလာကြပေမဲ့သူ့မိသားစုကတော့ဆင်းရဲမြဲဆင်းရဲလျက်ပဲဆိုတော့သူကိုယ်တိုင်မြင်တွေ့နေရပါတယ်။ဒီလိုနဲ့မက္ကဆီကိုနိုင်ငံကနေအမေရိကန်နိုင်ငံထဲကိုတရားမဝင်ရောက်ရှိသွားတဲ့သူ့ရဲ့အကိုကြီးကတော့မိသားစုစီငွေတွေပို့ပေးနေခဲ့ပါတယ်။အဲဒီလိုသူ့အကိုရဲ့လုပ်ရကြောင့်သူ့စိတ်ထဲမှာ ဂျပန်နိုင်ငံမှာတော့ဒီထက်ပိုကောင်းတဲ့အရာတွေရှိနေတယ်ဆိုတဲ့အတွေ့အကြုံလင်းလက်သွားခဲ့ပါတယ်။အဲ့ဒီချိန်ကစပြီးသူ့စိတ်ထဲမှာရှိတဲ့ပိုကောင်းတဲ့ဘဝတစ်ခုစီကအတွေ့ကိုတိတိစိတ်အမြင့်တွယ်ကြီးထွားနေခဲ့တာဖြစ်ပါတယ်။အဖရီတိုတရားကိုအသက်19နှစ်အရွယ်ရောက်လာတဲ့အချိန်မှာတော့သူ့ရဲ့အမေရိကန်နိုင်ငံကိုသွားကျင်တဲ့အတွေ့ကိုဒီထက်ပိုပြီးလျှက်လျူထားမနိုင်တော့ပါဘူး။နေဆက်ရဲ့တခြားတစ်ဖက်ကဘဝတွေကိုစိတ်ကူးရင်နာမျိုးမဟုတ်ဘဲ သူ့ဘဝရဲ့လုပ်ကိုလုပ်ရမယ့်မစ်ရှင်တစ်ခုလို့တွေးတော်ရင်အချိန်လေးကိုကုံဆုံးလာခဲ့တာပါဒီစိတ်ကူကသူ့အနေနဲ့မဂ္ဂစီကိုကိုနိုင်ငံကလွတ်မြောက်ဖို့ဆိုတာထက်ကန့်သတ်ချက်တွေကနေလွတ်မြောက်ချင်တယ်လို့ဖြစ်ပါတယ်နောက်ဆုံးမှာတော့ပြည်ဝင်ခွင့်လက်မှတ်ဗီဇာလည်းမရှိဘာစီစဉ်မှလည်းမရှိဘဲနဲ့ငွေလေးနဲ့နဲ့နဲ့ဘေးအန္တရာယ်များတဲ့ဆုံးဖြတ်ချက်တခုကိုချလိုက်ပါတော့တယ်အဲ့ဒါကတော့အမေရိကန်နိုင်ငံထဲကိုတရားမဝင်တဲ့နေလန်နဲ့ဝင်ရောက်ဖို့ဆိုတာပါပဲ။ တကယ်တော့အမေရိကန်နိုင်ငံတည်းကိုနေဆက်ကနေခိုးဝင်နေဆိုတာအင်မတန်အန္တရာယ်များတဲ့လုပ်ရပါတပတ်နိုင်ငံတည်းကိုဝင်ရောက်နိုင်ဖို့နေဆက်မှာတားဆီးထားတဲ့ဒတိုင်းတွေကိုကြော်တက်ရသလိုအနာပိုင်းနေနဲ့ထိတ်တိုက်မတွေ့အောင်ရှောင်ရှားရင်းတဲကန်နိုင်ရလို့ပူပြင်းလာတဲ့နေရာအောက်မှာအသက်ဆုံးပြီးသွားရတာဖြစ်ပါတယ်အခုလိုခက်ခက်ခဲခဲကြော်ဖြတ်ပြီးကယ်လီဖိုးနီးယားပြည်ကို ရောက်ရှိပြန်တော့လေတပတ်နိုင်ငံကသူ့ကိုအဆင်ပြေပြေကြိုဆိုနေတာမျိုးမဟုတ်ပြန်ပါဘူး မေရိကန်နိုင်ငံထဲမှာထပ်ပြီးပုံရိုးကွယ်ယူနေရပြန်ပါတယ်။သူကအင်္ဂလိပ်စကားလည်းမပြောတတ်သလိုတရားဝင်အထောက်အထားတွေဘာတစ်ခုမှမရှိတဲ့အပြင်အလောက်ကိုင်းတဲ့အဆက်အသွယ်လည်းမရှိပါဘူး။ဒါပေမဲ့သူ့မှာတည်ကြတာတခုတော့ရှိပါတယ်။အဲ့ဒါကတော့သူ့နိုင်ငံဖြစ်တဲ့မက္ကဆီကိုနိုင်ငံထဲကိုဘယ်တော့မှပြန်မသွားဘူးဆိုတဲ့အချက်ပါပဲ။ဒါကြောင့်တစ်ဖက်နိုင်ငံကိုရောက်ရှိလာချိန်မှာလည်းအဖရီတိုတယောက်အနေနဲ့အတော်လေးခက်ခက်ခဲခဲရုန်းကန်ခဲ့ရပါတယ်။အစောပိုင်းမှာသူလှုပ်ခဲ့တဲ့အလုပ်တွေက နေဘူးကျဲကျဲအောင်မှာတရက်ကို10နာရီလောက်ခရမ်းကျင်သည်ခူးရတာဖြစ်လို့အတော်လေးပင်ပန်းဆင်းရဲပါတယ်။နေစရာကတော့သူများရင်နဲ့အတူရင်းနောက်တွဲထဲမှာပဲနေရတာရှိသလိုကားတွေကကားပြင်မှာစသဖြင့်အိပ်ရတာတွေလည်းရှိပါတယ်။ရေချိုးတော့လေအေးဆက်နေတဲ့ရေကိုချိုးရသလိုလောက်ခလာစားကလည်းအရန်နေပြီးတစ်နှစ်တစ်နှစ်သူ့နိုင်ငံကို ပြန်ဖို့ခံရမယ့်အန္တရာယ်ကိုလည်းအမြဲဆိုးရိမ်နေရတာပါ။ဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာသူ့အတွက် အမေရိကကိုရောက်လာဖို့တင်မဟုတ်ပင်သူယုံကြည်တဲ့ပုံမှုကောင်းတဲ့ဘဝတစ်ခုစီကိုတက်လန်းနိုင်အောင်ကြိုးစားဖို့တိုက်တွန်းနေခဲ့ပါတယ်။အဲဒီလိုနဲ့အစသာရရာပင်ပန်းခက်ခဲနေတဲ့ကြားကအက်ဖရီဒိုတယောက်မိရထားဆက်ယုံဝင်တစ်ခုမှအလုံးလုံးရင်အဆိုးအဝါဆုံးအခြေအနေတစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။အဲဒါကတော့စီလောင်ကန်ကြီးတစ်ခုရဲ့အတွင်းပိုင်းမှာတန့်ရှင်းလုပ်နေရင်ကန်ထဲကအခန်းတစ်ခုတည်းကိုခြေကျော်ကျသွားတာဖြစ်ပါတယ်။အဲ့ဒီအခန်းထဲမှာ လေကားရဲလို့လည်းမရှိသလိုတခန်းလုံးကလည်းမဲမောင်ပြီးအစိတ်တောက်ဖြစ်စေတဲ့အခိုးငွေတွေအပြည့်ရှိနေတာကြောင့်ကြောက်လန့်တကြားအော်ဟစ်နေခဲ့ပါတယ်အစိတ်ငွေတွေကအဆုတ်သေးသည့်ရောက်သွားချိန်မှာတော့ငါဘွားကဒီလိုနဲ့အဆုံးသက်သွားပြီလားဒီလိုစီလောင်ငန်းထဲမှာလူမသိသူမသိတယောက်တည်းဒီနေရာမှာပဲသေရတော့မှလားဆိုတဲ့အတွေ့အကြုံသူ့ကောင်းထဲမှာဖျက်ပြီးသွားခဲ့ပါတယ်ကံကောင်းထောက်မှစွာနဲ့ပဲ ကယ်ဆယ်မဲ့သူတွေအချိန်မီရောက်ရှိလာခဲ့တာကြောင့်အသက်တော်မတည်ခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီအချိန်ခဏလေးကြောင့်သူ့ဘဝရဲ့အကြအားလုံးပြောင်းလဲသွားခဲ့ပါတယ်။တည်ခြင်းတရားနဲ့နှစ်ဖူးတွေ့တူးတွေ့ရင်ဆိုင်လိုက်ရတဲ့အခါကြောက်လန့်သွားရမယ့်အစားအတိဝင်သွားတာလို့ပြောနိုင်ပါတယ်။တကယ်လို့အဲ့ဒီအချိန်မှာသာသူတည်သွားခဲ့ရင်သူနဲ့ပတ်သက်တဲ့ဘာကုံတည်ရင်ဘာအဓိပ္ပာယ်မှခြံထားခဲ့နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်နောက်နေ့ကစပြီးအဖရီတိုတယောက် ငါဖေတော့မှအချိန်မပြုံးတော့ဘူးငါဘော့ကိုအကျိုးရှိရှိနေတိုင်းဖြတ်တမ်းမယ်လို့သူကိုယ်သူဂရိပေးမိသွားပါတော့တယ်ဒီလိုနဲ့ပဲအင်္ဂလိပ်စာလေ့လာဖို့အတွက်စာတန်းထိုးပါတဲ့ TV ဇလန်းတွဲတွေကြည့်တာစာအုပ်တွေငါဖတ်တာနဲ့မိကုန်းတွေမိတာတွေလုပ်ရင်ဘဝရဲ့ပထမဆုံးအပြောင်းလဲတစ်ခုကိုစတင်ခဲ့ပါတော့တယ်အလုံးမှာနေ့လည်စာစားဖို့ခိတအနာရတဲ့အချိန်တွေကသူ့အတွက်စာကြည့်ချိန်တွေပါတစ်ချိန်ကခဲညင်ပြီးပဲ ခူးပဲခူးတဲ့သူ့ရဲ့လက်တစုံကအခုချိန်မှာစာအုပ်တွေဖတ်တာဝါကျတွေကိုမှတ်သားတာနဲ့ခဲတံကင်တာတွေလုပ်နေပါပြီ။စာလိလာရင်ပညာရေးဟာ အသိပညာဘုဒ္ဓတာတရက်ဆိုတာအပြင်စင်ရတွင်ကလည်းလොမြောက်စီမဲ့ထွက်ပေါက်တစ်ခုဆိုတာကိုသူတဖြည်းဖြည်းသဘောပေါက်သွားခဲ့ပါတယ်။ပညာရေးရဲ့အကျိုးကျေးဇူးတွေကိုသဘောပေါက်သွားပြီးတဲ့နောက်အဖရီတိုကဆန်ဝမ်ကွင်းဒေတာကောလိပ်မှာညပိုင်းသင်တန်းကျောင်းတက်ရောက်ဖို့စီရင်သွင်ခဲ့ပါတော့တယ်။ ဇာတ်တ်ခါစားမှာတော့သင်္ကန်းစာတွေကိုတိတ်ပြီးတော့နားမလဲပါဘူးဒါပေမဲ့သူက အတန်းရဲ့ရှေ့ဆုံးမှာထိုင်ပြီးတော့တခြားသူတွေမမေးတဲ့မမေးရတဲ့မိန်းကုံးတွေကိုမေးပါတယ်အခုချိန်ထိနိုင်ရီပေါင်းများစွာအလုပ်လုပ်ကြရသလိုအမေရိကန်မှာနေနေတာအထောက်ထားမရှိသူတယောက်ဖြစ်နေသေးပေမဲ့သူ့မှာဥတီချက်တခုရှိနေပါပြီဒါကြောင့်သူကအသက်ရှင်ရုံလေးရှင်သန်နေသူတယောက်မဟုတ်တော့ဘဲပိုတန်ဖို့ရှိတဲ့လူတယောက်ဖြစ်လာတော့မယ်သူလို့ပြောရပါလိမ့်မယ်အခုဆိုရင်ចောင်းသားလေးအဖရီတိုက ညာတိုင်းမျက်စိတွေညောင်းတဲ့အထိစကြည့်ရင် ခန္ဓာဗေဒစိတ်ပညာနဲ့ဇီဝဗေဒဘာသာရပ်တွေကို လေ့လာခဲ့ပါတယ်။သူ့အနေနဲ့ဒီလိုလေးလှုပ်လို့ဘာဖြစ်လာမလဲဆိုတော့ကိုအထူးချမသိပေမဲ့ဟိုအရင်ကလိုဒုံရင်ကဒုံရင်ပဲဖြစ်နေတဲ့လူတယောက်မဟုတ်တော့ပါဘူး။ဒါကိုသူ့ဆရာတွေကလည်းတတိထားမိပါတယ်။ဆရာတွေကပမောကအတာကြံခင်ကဆိုရင်သူ့ရဲ့ဉာဏ်ရည်ထက်မြတ်မှုအပြင်အောင်မြင်မှုအတွက်စာလုံးယူသွင်းနေတာကိုပါတတိထားမိခဲ့တာကြောင့် မင်းအောင်မြင်နိုင်တယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဘဝမှာတစ်ခါမှမကြဘူးတဲ့ဒီစကားလေးလုံးကအဖရီတိုအတွက်တော့သူတကယ်လိုအပ်နေတဲ့အတီးပြုချက်တစ်ခုရလိုက်တယ်လို့ပါပဲ။ဒီစကားတစ်ခုကတခြားသူတွေအတွက်မဟုတ်ပဲမက္ကစီကာလီမြို့ကတရားမဝင်ရောက်ရှိလာပြီးခရမ်းကျင်သည့်ခူရင်အသက်မွေးနေရတဲ့အညာတရကောင်းလေးကိုရည်ရွယ်ပြီးပြောခဲ့တာပါ။ဒီလိုချီးကျူးစကားကိုကြားရခဲ့ပေမဲ့အဖရီတိုကထောင်လွှားမှုမရှိခဲ့သလိုရသမျှပတ်စံကိုမိဘတွေစီပို့ပေးနေခဲ့ပြီးတော့ သူ့အတွက်တော့ညီမန်းချက်တွေနဲ့ပြည်စုံနေခဲ့ပါတယ်။ဒါဟာအသက်မွေးဝမ်းကြောင်းတစ်ခုအစပြုလာတာမဟုတ်ပေမဲ့သူ့ရဲ့စိတ်ဝိညာဉ်မှာအစပြုလာတာဖြစ်ပါတယ်။ပြောရရင်တော့အသက်ပေါင်းများစွာကိုကယ်တင်နိုင်မဲ့သူ့ဒေသနာတွေကိုဥဆောင်မဲ့နိုင်ငံသားတွေကိုစိတ်အားတက်ကြွအောင်လှုပ်ဆောင်ပေးမဲ့စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတစ်ခု ဖြစ်ပါတယ်။ဒါကတော့နာမည်ကျော်အာယုံကျော်ခွဲစိတ်ဆရာဝန်ကြီးဖြစ်လာမဲ့ဒေါက်တာကျူရဲ့ပထမဆုံးခြေလှမ်းအစစေယုံမှာမဟုတ်ဘဲနဲ့လေကွင်းတွေရဲ့သူ့ရဲ့ဘဝပဲဖြစ်ပါတယ်။ နောက်တစ်ခန်းမှာတော့ဒေါက်တာကျူဟာလေကွင်းနေထဲရမှတဆင့်ပညာရေးဆိုတဲ့ဘဝမျှော်လင့်ချက်ဒီဘယ်လိုမျိုးရမလဲဆိုတာကိုနောက်ဗီဒီယိုလေးမှာဆက်လက်ပြီးတင်ပြပေးပါမယ်။နားထောင်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါရစေ။ Channel လေးကို Like and Subscribe လေးလုပ်ပြီးတော့ဒုတိယပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါဦးခင်ဗျာ။